ပုံမှန်စရာပြပေးရတယ်လို့အိမ်တော်ကြီးလမ်းကြောင်းဟာကိုွေးပြီးတော့ပါရှိနေတယ်ပေါ့နော်ပြီးတော့လည်းသူကလမ်းနှကြောင်းအပြိုင်ဖြစ်နေတယ်ပေါ့နော်ဒီလိုလမ်းနှကြောင်းအပြိုင်ရှိနေမယ်ပြီးရင်လမ်းလေးတွေကလည်းပုံမှန်ပြတယ်လို့ကိုွေးနေမယ်ဆိုရင်အိမ်တော်ကြီးလမ်းအိမ်တော်ကြီးနဲ့ပတ်သက်ပြီးလက္ခဏာရှင်ဟာသူ့ရဲ့ဘဝတစ်လျှောက်လုံးမှာဆုံးဖြတ်မှုအမားတွေနဲ့ဖြတ်တန်းသွားတတ်တယ်ပေါ့နော်ဆုံးဖြတ်မှုလေးတွေမှားသွားပြီးတော့ပေါ့နော်အိမ်တော်ကြတတ်တယ်ဒါတော့ပြထားတယ်ပေါ့နော်လက္ခဏာရှင်ရဲ့ဘဝမှာမိတ္တရဲ့အရာလဲအားနည်းမှုကြုံရလိမ့်မယ် တခါမကတော့အိမ်တော်ဘက်ရဲ့အားနည်းမှုအညံ့ကိုကိုကခံစားရမယ်ပြရတယ်ပေါ့နော်အဓိကတော့အပေါ်ရန်လူလေးတွေသတိထားပေးရမယ်ကိုရဲ့ဘဝထဲကိုအပေါ်ရန်လူတွေဝင်လာတတ်တယ်လို့ဒါပြရတယ်ပေါ့နော်အိမ်တော်ဘက်ရွေးချယ်မှုတွေမှားတတ်တယ်အပေါ်ရန်လူတွေနဲ့တွေ့ဆုံနေရတတ်ပြီးအိမ်တော်ဘက်ကြောင့်စိတ်တော့ကရောက်ရမယ်လို့ဒါပြရတယ်ပေါ့နော်ဟိုဒီလိုအခက်အခဲတွေကြုံရမယ်စိတ်များတဲ့အိမ်တော်ဘက်နဲ့ကိုတွေ့ဆုံရမယ်လို့ဒါပြရတယ်ပေါ့နော်နောက်ဆုံးပေါ့ကိုရဲ့အိမ်တော်ဘက်ကိုရဲ့သက်ဆိုင်သူဟာစိတ်တက်အောက်တန်းကြတဲ့သူမျိုးတွေနဲ့ ကြောင်ရနေလို့ပြပြတယ်ပေါ့နော်နောက်တစ်ချက်ကတော့ तू ကဒီအိမ်တော်ကြီးလမ်းတစ်ခုကတည်ရှိနေတယ်ပြိုင်နေတယ်ပေါ့နော်ကွေးလေကွေးနေတော့ကြောင့် तू ဟာသူ့ရဲ့အိမ်တော်ဘဝတသန်းတစ်ချောင်းမှာပေါ့နော်ဖောက်ပြန်မှုရှိတဲ့အိမ်တော်ဘက်ကိုရရှိတတ်တယ်လို့ဒါပြတယ်ပေါ့နော်ဒါကတော့ဒီလမ်းနေထားဖို့မူတည်ပြီးတော့အញ្ញံဖြစ်တာပေါ့ဒါကြောင့်အိမ်တော်ကြီးကန် အားနဲ့နေလို့လက်ရပြောလို့ရတယ်အိမ်တော်ရှိရှိသူတွေရဲ့အញ្ញံဖြစ်တယ်ပေါ့နော်အိမ်တော်မရှိသေးဘူးဒီလိုပါပြီးတော့အိမ်တော်မရှိသေးဘူးဆိုရင်တော့လက္ခဏာရှင်ရဲ့ဘဝမှာအိမ်တော်ပြုတ်ဖို့အနေငယ်တူဝီနေတတ်တယ်စဉ်းစားရွေးချယ်နေမယ်လို့ဒါပြပြီးတယ်ပေါ့နော်အိမ်တော်ရှိတဲ့သူတွေကတော့ကိုယ့်ရဲ့ဘဝတစ်ချောင်းလုံးမှာကောင်းမွန်မှုကိုဒီကစဉ်းစားရွေးချယ်ပါကိုယ့်ရဲ့ဘဝထဲကိုအပေါ်ရန်လူတွေဝင်လာတတ်တယ်ပေါ့နော်ဒါလေးတွေကယူဆိုင်မယ်ဆိုရင်အញ្ញံနေနိုင်မယ်အဓိကကတော့အိမ်တော်မရှိသေးရင်တော့အများကြီးတည်ထားလို့ရပါတယ်အဓိကကတော့ကိုယ့်ပေါ်မှာ ဲကိုယ့်ရဲ့သက်ဆိုင်သူအိမ်တော်ဘက်ဟာအဲတစ္ဆာတရားနေပါမယ်အဲစိတ်များနေမယ်အပေါ်ရန်စိတ်တည်သူ့မှာအများကြီးရှိတယ်လို့ထားပြပေးထားတယ်ပေါ့နော်နောက်တစ်ခုကတော့ဆရာတို့ဒီအိမ်တော်ကြီးလမ်းကြောင်းမှာကျွန်းပါတဲ့သူတွေကြောင်းပေါ့နော်အိမ်တော်ကြီးလမ်းကြောင်းမှာကျွန်းပါနေရင်တော့အများအပြစ်မကောင်းဘူးပေါ့နော်ဆရာပုံမှန်ပြပေးထားသလိုအိမ်တော်ကြီးလမ်းထိပ်အနားလေးမှာကျွန်းပါတယ်ပေါ့နော်ဒီလိုကျွန်းပါတဲ့လက္ခဏာရှင်တွေဟာသူတို့ရဲ့အိမ်တော်ကြီးနဲ့ပတ်သက်ရင်ဒီကျွန်းကြောင်းပေါ့နော်လက္ခဏာရှင်ရဲ့မြေတားရင်းနဲ့ပတ်သက်ပြီး လက္ခဏာရှင်ကနာကျင်ခံစားရမယ်စိတ်ညစ်စရာတွေကအိမ်ောင်ကြီးကြောင့်အဓိကဖြစ်ပေါ်စေတတ်တယ်လို့ပြရတယ်ပေါ့နော်အိမ်ောင်ဘက်နဲ့သဘောထားတွေကွဲလွဲတတ်တယ်ဟိုဖြည့်ရှင်းများတဲ့ပြဿနာတွေဖြစ်ပေါ်တတ်တယ်ပေါ့နော်အဓိကတော့နားလည်မှုတွေလွဲမှားပြီးတော့အိမ်ောင်ဘက်နဲ့ကွဲကွာမှုတွေကွဲကွာမှုတွေကိုအခက်မသိရင်ကြုံရတတ်ပါတယ်မိသားစုမှာကိုယ့်ရဲ့ထင်သားသလောက်မကောင်းနိုင်ဘူးလို့ဒါပြရတယ်ပေါ့နော်အိမ်ောင်အညံ့ရင်ဆိုင်ရတတ်တယ် အိမ်ဆောင်ရေးမှာပြည်ရနိုင်မှုကိုညှိညှိယူလို့မရဘူးလို့ပြတယ်ပေါ့နော်ဘလို့မှညှိလို့ညှိလို့မရပဲနဲ့ကွဲခွာမှုကွဲခွာမှုဒါပြပြတယ်ဒါကြောင့်အိမ်ဆောင်ကြီးလမ်းမှာကျွန်းပါနေရင်တော့အများအပြားမကောင်းဘူးပေါ့ဒါကြောင့်မိတ်ဆွေတို့လည်းဒီလိုလမ်းနှိအထားတွေပါမယ်ဆိုရင်ခရုဆိုင်နိုင်အောင်လို့ဒါအိမ်ဆောင်ကြီးလမ်းကြောင်းလေးကိုညှောက်ပြပေးလိုက်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်